မင်္ဂလာပါမိုဟိမီတာသူချန်နယ်နဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့မှာ24ရက်နေ့အထောက်ကိုကျွန်တော်တို့အအကောင်းဆုံးကနေရှောက်ပေးပေးထားပါဗျာတခြားတော့ကြည့်ပြီးပါတော့အဲ့တော့ဒီမှာကျွန်တော်တို့အာ683သုံးလုံးပေါင်းရင်ကျွန်တော်တို့အာသုံးလုံးပေါင်းရင်ကျွန်တော်တို့အဲ3ညပေါ့နော်3ညပါ64ဒီသုံးလုံးပေါင်းရင်1ပါ998သုံးလုံးပေါင်းရင်1ပါခင်ဗျာအဲ့တော့ကျွန်တော်ကျွန်တော် အပိတ်ရထားအချက်ကြည့်မနော်အဲ2 5 5 3လုံးပေါင်းရင်း2ပါ6 2 3သုံးလုံးပေါင်းရင်း2ပါ26ဆိုတော့ကျွန်တော်တို့သုံးလုံးပေါင်းရင်ကျွန်တော်တို့အဲเนาะ3ညဖြစ်သွားအောင်နှစ်နောက်ပိတ်ထည့်ပေးရမယ်အဲ့တော့ကျွန်တော်တို့အဲ80နှစ်ပေါ့နော်ဒီမှာလည်းကျွန်တော်အဲ့လိုပဲကျွန်တော်တို့အဲ5 3ပေါင်းရင်း8သူ့အမှ8 3 1ပေါင်းရင်း4သူ့အမှ4 ငားလေးပေါင်းခြင်းကိုသူ့အမှာကိုဖြစ်ပါတယ်။နောက်ပြီးကြရင်အဲကျွန်တော်တို့6 9ဒီ3လုံးပေါင်းရင်ကျွန်တော်တို့အဲ3ညပေါ့နော်3ညပါ။နောက်ပြီးွားရင်ကျွန်တော်တို့ဒီမှာ4 6 3ညဒီ3လုံးပေါင်းခြင်းလေး3ညပါပဲ။အဲ့တော့ကျွန်တော်တို့3ည5ရှိနေတဲ့ကြောင့်ကျွန်တော်3လုံးပေါင်းရင်ကျွန်တော်တို့အဲ3ညဖြစ်သွားအောင် ကျွန်တော်9နောက်ဝိတ်ထည့်ပေးရမယ်အဲ့တော့9နောက်ဝိတ်ထည့်ပေးမှသာကျွန်တော်တို့သလုံးမောင်းရင်သုံးကြပါတော့အဲ့တော့ကျွန်တော်တို့9နောက်ဝိတ်ထည့်ပေးရအဲ့တော့5ရပါတယ်အဲ့တော့ဒီကနေ့ကျွန်တော်စာပေမပြတဲ့ကနေ့8နှစ်ရဲ့အခု5ရဲ့ဒီနှစ်ခုလုံးကိုကျွန်တော်ဒီအခွေပုံစံမျိုးကျွန်တော်ပြန်ပြီးကျွန်တော်ခွေပေးမယ်ဘာလို့ခွေပေးရတာလဲဆိုတော့ကျွန်တော်ဒီလိုမျိုးရတဲ့ site တွေကဒီအခွေစင်းတာများတယ်ပေါ့နော်အဲ့တော့ ကျွန်တော်ကအဲ့ဒီမလွတ်စေချင်တဲ့အတွက်ကြောင့်ခွေပေးတာပါရှင်းနေလင်းကအပြီးခွေပါအပူကြိုက်တဲ့သူကတော့ဒီအခုအခွေကိုအဲ့ဒီတော့အပူအပအခွေထိုးလို့ရပါတယ်ကျွန်တော်ကတော့နော်အပူထည့်မပေးထားပါဘူးအပူကြဲလေးဆိုထည့်ထိုးရတာပေါ့နော်အဲ့တော့ကျွန်တော်24ရက်နေ့ဆယ်လာပါကျွန်တော်7နိုင်တဲ့မိနစ်မှာကျွန်တော်တို့8နှစ်နဲ့၄ငါးကတော့ကျွန်တော်တို့ main နှစ်ကွက်ဖြစ်ပါတယ်8နှစ်၄ငါး main နှစ်ကွက်ကျွန်တော်တို့8 4 5 2 4 2 5 တူမင်းပါခင်ဗျာအဲ့တော့မိတ်ဆက်များအားလုံးပဲအချက်တူတဲ့မိတ်ဆက်များထိုးပါအချက်မတူရင်တော့ကြော်တော့လို့ရပါတယ်ခင်ဗျာအဲကျွန်တော်ပြန်ပြောမယ်နော်ဇာတုအကစားပါဒဲလုံးဝမထိုးပါနဲ့ရှစ်လေးရှင်းကနှစ်လေးနှင်းကအဲ့ဒါအာတူမင်းပါခင်ဗျာနှစ်ခွက်ကောင်းရှစ်နှစ်နဲ့လေးငါဖြစ်ပါတယ်ခင်ဗျာကဲအဲ့တော့ကျွန်တော်ရဲ့အခု channel လေးအားလုံးပဲအမြဲတွေ့ကြည့်နေခဏကြည့်နေဆိုရင်အားလုံးပဲ subscribe နှိပ်ပြီးတော့အားလုံးပဲ လိုက်ရန် share လေးနဲ့ကူညီပေးကြပါလို့တောင်းဆိုပါရစေကျွန်တော်ဒီ video comment အောက်မှာအားလုံးပဲဝေဟောက်ဖြည့်သွက်ပေးပါခင်ဗျာတခုခုပေါ့နော်အဲ့တော့ကျွန်တော်တို့ညနေမှာကျွန်တော်ပြန်လဲဆိုတွေ့ပါမယ်ကိုလတ်ပါခင်ဗျာ